မိငယ်ရစားခဲ့တဲ့ထမင်းကြောက်ကြော်လေးပေါ့နော်အိမ်မှာထမင်းညံလေးတွေပိုးတဲ့ခါကျရင်ကျမတို့တွေခွေးစားလေးလည်းကျွေးတာလည်းရှိတယ်တခါတလေကျရင်ကျမတို့ထမင်းကြောက်ကြော်စားဖို့အတွက်ပေါ့နော်ထမင်းကြောက်ကလေးတွေလှမ်းလာတာလည်းရှိတယ်ပေါ့နော်အဲဒီနေ့တော့ကျမတို့လှမ်းလာတာထမင်းကြောက်ကလေးတွေကများနေတဲ့ခါကျတော့လေကြော်စားမယ်ပေါ့နော်စီပူပူလေးထဲမှာကျမတို့ထမင်းကြောက်ကလေးတွေကိုကြော်စားပါမယ်ရှင် ။တခါတလေကျမထမိုးတဲတာလေးကျုတ်ကက်သွားတာရှိရင်လည်းကျမဒီတမင်းကြောက်လေးတွေကိုလှစ်မပြစ်ပဲနဲ့နေပူလန်းလာလိုက်တယ်ပေါ့နော်ကျမတို့ကြော်စားလို့ရတာပေါ့ရှင်။ငငယ်ရဆိုနှိမ့်လေနေရင်ဆိုလို့ရှင်ဒီလိုတမင်းကြောက်ကလေးတွေကြော်စားတာအရင်စားလို့ကောင်းပါတယ်ရှင်။ငယ်ဘွားအလွန်ပြည်လေးပေါ့နော်ဒီတမင်းချောက်ကလေးရာလေးစီပူပူထဲမှာလေးကျွတ်လိုက်လို့ဖောင်းဖောင်းလေးတွေဖြစ်လာလို့ရှင်အယံဥမှာစားလို့ကောင်းတာပါပဲရှင် ထမင်းကြောက်ကြောဖောဖောင်းပွပွလေးတွေနဲ့စားလေးနဲ့စားလို့ရှင်အရန်ကိုမှစားလို့ကောင်းတာပါပဲရှင်ငငယ်ရဆိုအရန်ကြိုက်ခဲ့ရတဲ့အစားစားလေးတစ်မျိုးပါပဲရှင်ကျမထမင်းကြောက်ကလေးကိုအချက်လိုက်လေးလှမ်းထားတဲ့ခါကျတော့လေ ပပွားလေးမဖြစ်မှာဆိုလို့ကျွန်မစိမ့်ပြေမပြေနဲ့ကိုလေဖိဖိပြီးတော့ကြော်ပေးနေတာပါရှင်။အဲတကယ်ဆိုလို့ရှင်ထမင်းကြောက်ကြော်ပါလေကျွန်မတို့ဒီအဲတစီကြီးစီပေါ့နော်လှမ်းထားတဲ့ထမင်းကြောက်ကလေးတွေကကြော်လို့အကောင်းဆုံးပါပဲရှင်။ထည့်လိုက်တာနဲ့လေပွားတက်လာပြီးတော့လေအဲ့လိုဖြစ်တာပေါ့နော်။ခုကကြတော့အချက်လိုက်လေးဆိုတော့နည်းနည်းတော့အားဆိုင်ပြီးလုပ်ပါတာပေါ့နော်။အဲကြည့်ပါဦးဘေးမှာကျွန်မထည့်လိုက်တာအဲဆိုလို့ရှိရင်ဒါလေးဆိုလို့ရှိရင်တလုံးချင်းစီကိုလှမ်းလာတာပေါ့နော်သူထည့်လိုက်တာနဲ့ပွားတက်လာတာအရင်ဆောက်လို့ကောင်းတာပါပဲရှင်ပွားမမွားလေးပေါ့နော် ဒီအားလုံးကြော်ပြပါပြီဆိုလို့ရှိရင်เนาะစမစာလေးအနေငယ်ထည့်လိုက်မြေပေါ့เนาะပြီးွားရင်စာလေးနဲ့ရောသမားသွားအောင်မှုပြီးတော့နေလိုက်ပါပဲရှင်အချက်လိုက်ကတော့နေလို့မရတဲ့အခါကျတော့အချက်လိုက်လေးကိုကျတော့ကျွန်တော်စာနဲ့တူစာမြေပေါ့เนาะကျွန်မကြော်လိုက်တာလက်လွန်ချက်တော့ပြသွားတော့အနေငယ်အယောင်လေးတွေကလည်းပြောင်းကုန်လေပေါ့เนาะ ဒါမဲ့ထမင်းကြောက်ကြော်လေးကအရန်ဆောက်လို့ကောင်းပါတယ်ရှင်ကျမကတော့ငယ်ဘဝအမှတ်တရလေးပေါ့နော်အရန်လဲကြိုက်တဲ့အစားအစာလေးတမျိုးတည်းမှာပါပါတယ်ရှင်ငငယ်ရဆိုကျွန်တော်တို့ဒီထမင်းကြောက်ကြော်လေးကိုလေစက်ကူလေးတွေကိုလေကတော့ပုံစံခောက်ပြီးကျွန်တော်တို့မောင်နှမတွေကိုအဲမိမိကကြော်ကျွေးနေကြပါတော့ဒီလိုစက်ကူပုံစံကတော့လေးခောက်ပြီးပါလို့ရှိရင်ဒီထဲကိုထည့်တယောက်တစ်ခုစီပေါ့နော်ပေးပြီးတော့ကျွေးတာပေါ့နော်နေလေနေခင်ကျွန်တော်တို့အိယာကနေနိုးလာပြီဆိုလို့ရှိရင်မိမိကကြော်ကြော်ကျွေးနေကြလေးပေါ့နော်ငယ်ဘဝအမှတ်တရအတ္တိရစရာလေးပါပဲရှင် ကြည့်ပါအောင်ထမင်းကြောက်ကြော်လေးကစားကျင်စရာလေးပေါပေါမမွားလေးနဲ့လေကျမရဲ့ဗီဒီယိုလေးတွေကိုအဆုံးထိကြည့်ရှုပေးကြတဲ့တူတယောက်စင်စီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ကျမရဲ့နောက်ထပ်ဗီဒီယိုလေးတွေကိုလည်းအားပေးကြပါအောင်လို့တောင်းဆိုပါတယ်နော်နောက်ထပ်ဗလော့ရီမှာပြန်တွေ့ပါမယ်ရှင်အားလုံးပဲဘိုင်ဘိုင်